ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ညကတော့ကျွန်တော်တို့ Sunderland ကို2-9ပြနေနိုင်တဲ့ပွဲမှာကျွန်တော်တို့ Tie Six စာမှာ Quinlan Tie Six စာမှာဖြစ်တဲ့ Mason Mount နဲ့ပတ်သက်လို့ပြောစရာတွေရှိခဲ့တယ်ဗောလေပြောစရာဆိုတာ Mason Mount ကိုကျွန်တော်တို့အနေနဲ့ဝယ်တုံးကနေပြီးတော့အခုချိန်ကြီးဆိုလို့ရှိရင်ကျွန်တော်တို့တန်း90ပြီးခဲ့ရတော့ Mason Mount ရဲ့အကောင်းဆုံး performance ဆိုတာကိုကျွန်တော်မတွေ့ခဲ့ရသေးဘူးဗော။မတွေ့ရတဲ့အပြင်ကိုနီးပြ နှစ်ယောက်ရဲ့လက်အောက်မှာသူကစားနေရတာနော်အဲနီအဲရီတန်ဟာရဲ့လက်အောက်မှာသူကစားရတယ်ဒန်ယန်ပြက်တနာတွေဂျုံပြီးတော့သူတိုင်ပတ်သွားတယ်လက်ရှိအမ်ဝိုရီလက်အောက်ကိုကျွန်တော်ရောက်တယ်ဒန်ယန်ပြက်တနာတွေဂျုံပြီးတော့သူတိုင်ပတ်နေရတယ်ဆိုတော့တွေးကြည့်ရင်မေဆန်မောက်စီကနေပြီးတော့အကောင်းဆုံး performance ကိုကျွန်တော်မြင်ရဘူးကတော်တော်လေးကိုကျွန်တော်အနေနဲ့တိုင်ပတ်ဖူးတယ်ဗောနော်တိုင်ပတ်ဖူးတယ်ဆိုတော့မီဆန်မောင်းနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ပြိတက်တီကြားထဲမှာစိတ်မရှိကြတာဒီလေကျွန်တော်ရှိတယ်ပေါ့လေဒါကလည်းပဲကျွန်တော်နေနဲ့စိတ်မရှိဘူးဆိုလို့ရှိရင်လည်းပဲစိတ်မရှိသေးရပဲဘာလို့လဲဆိုတော့ injury prone လို့ဖြစ်နေတာဒဏ်ရာပြဿနာတွေကြီးပဲသူရင်ဆိုင်နေရတဲ့အခါကျတော့သူ့စီကကျတို့မျော်လင့်နေခြီစွမ်းဆိုတာမမြင်ရဘူးဗျာဟိုကစားမတယောက်ကဘလောက်ပဲကောင်းပါတယ်ပြောပြောဘလောက်ထိပဲအားကိုးရပါတယ်ပြောပြောဒဏ်ရာတွေကနှိပ်စက်နေရဆိုလို့ရှိရင်အတင်းတွက်ကသူတို့ဘလို့မှအကျိုးပြုနိုင်မှာမဟုတ်ဘူးအဲ့ဒါကူမှလက်ရှိမီဆန်မောင်ရဲ့ဘက်ကဘောနော်ဒဏ်ရာပြဿနာကင်းတဲ့အခါမျိုးတွေမှာသူအမှန်တကယ်သဘောကျပါတယ်ဆိုတဲ့နေရာသူနဲ့အံဝင်ခွင့်ကြအဖြစ်ဆုံးနေရာမှာကစားနေရတော့ တော်တော်လေးကိုအချင်းကြီးကောင်းနေပြောရမှာပဲဆိုတော့မီဆန်မောင်းရဲ့ performance တွေမီဆန်မောင်းစီကနေပြီးတော့ကျွန်တော်တကယ်မျှော်လင့်တဲ့စွမ်းဆောင်ရည်တွေကို MOD ရဲ့လက်အောက်မှာကျွန်တော်တွေ့နေရတယ်ဆိုတော့ဒီညမှာမီဆန်မောင်းတို့မက်တစ်ကွန်ညာတို့နှစ်ယောက်ကိုလည်း MOD အနေနဲ့အပြောင်းလဲလုပ်ပြီးတော့၃နိုင်စွမ်းရှိတယ်။၃ရမယ့် option လည်းရှိနေတယ်ဆိုတော့တော်တော်လေးကောင်းနေလို့ကျွန်တော်ပြောရမယ်။အာကုညာဆိုလို့ရှိရင်တော့ dribbling နဲ့အရန်ကောင်းတဲ့နေရာမှာကျွန်တော်ပါတယ်။တိုက်စစ်မှာဆိုလို့ရှိရင်ကိုပေါက်ကန်သွင်းမှုတွေနဲ့ချင်းချောင်းနိုင်စွမ်းကျွန်တော်ရှိတယ်။ အဖန်တီးမှုလည်းသူလုံဆိုင်ရရှိတဲ့တယ်မှာပါတယ်ပေါ့နော်မီဆန်မောင်းကတော့ဟိုဘယ်လိုရမလဲဒီအခြေဆက်တီနဲ့သူကစားနိုင်စွမ်းရှိတယ် passing ability ကောင်းတဲ့တယ်မှာပါတယ်ကိုရန်ကိုက creator mindset ရှိတဲ့ player ဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်နေနဲ့ number 10 row မှာအဆင်ပြေအောင်ကစားနိုင်တယ်ဒါအပြင်ပူကောင်းတာတစ်ခုကသူ့မှာ work rate တအားကောင်းတယ်မေဆန်မောင်းက war rate တအားကောင်းပြီးတော့ defensive ပိုင်းမှာဆိုလို့ရှိရင်လည်းအများကြီးအကူအညီပေးနိုင်တဲ့နေရာမှာကျွန်တော်ပါတယ်ကျွန်တော်ပါဒါကြောင့်ကျွန်တော်အချိန်ကြီးကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်မေဆန်မောင်းဒီ တော်တော်ကိုအချိန်ကြီးကောင်းတာเนาะမေဆန်မောင်ရဲ့ခြေစွမ်းကိုကျွန်တော်ဒီလိုမျိုးမြင်ရတာကအတင်းတွက်တော့ကျွန်တော်သာအပြောင်းလဲဖြစ်စီရအရန်ကုန်ကစားမောင်းကောင်းနေတယ်မှာပါလာပြင်ပြီသူသဖြင့်ကျွန်တော်တို့က first line နဲ့ set တယောက်ပဲကျွန်တော်ကောင်းနေလို့မရဘူးဗောနော်ဒီလိုကစားမားတွေအပြောင်းလဲလုပ်နိုင်စွမ်းရှိတဲ့ကစားမားတွေကျွန်တော်အတင်းကိုကျွန်တော်အရန်ကုန်ကနေထထလာပြီးတော့အပြောင်းလဲလုပ်နိုင်စွမ်းရှိတဲ့ကစားမားတွေ first line နဲ့ကကျွန်တော်ကစားမားရဲ့နေရာကိုလူယူနိုင်စွမ်းရှိတဲ့ကစားမားတွေဒါမျိုးတွေကိုမြင်ရတင်တာဆိုတော့ဒီပွဲမှာတော့မေဆန်မောင်ရဲ့ performance ကိုကျွန်တော်မြင်ရတယ်ဆိုတော့နောက်တစ်ခုက မီဆန်မောင်းနဲ့ပတ်သက်လို့ရှိရင်ပေါ့နော် အမိုရင်တွေတော့ခေါင်းကိုက်စရာဖြစ်ကောင်းလေးဖြစ်မှာပေါ့လေဘာလို့လဲဆိုတော့ကျွန်တော်ကတပတ်မှတပွဲလောက်ပဲကန်းတာတပတ်မှတပွဲလောက်ပဲကန်းတော့မီဆန်မောင်းကလည်းကောင်းနေတယ်ညာကလည်းကောင်းနေတယ်နော်ဆိုတော့နှစ်ယောက်စလုံးကလည်းစိတ်ကြိုက်စားမာတွေဖြစ်နေတယ်ဆိုတော့ဘသူ့ကိုရွေးရမလဲပေါ့အခုဆိုလို့ရှိရင်ဟိုကစားတဲ့ပွဲတွေကနေတော့ဒုက္ခရောက်သွားတဲ့ကစားမာတချို့ရှိတယ်ထားပါတော့လက်ရှိမှာမင်းနူတို့နော်ပြီးလို့ရှိရင်ကျွန်တော်သာဒီဂျိုရှွာဇစ်ဇီလို့လို့ကစားမာတွေဒါပွဲတွေဒါကစားကစားခွင့်ရတာများမယ်ဆိုရင် တခြားပြိုင်ပွဲတွေပါကျွန်တော်ကစားရမယ်ဆိုရှင်ဂျိုရှူအာဇစ်ဆီတို့ပါလို့စီကနေပြီးတော့တကယ်ကောင်းတဲ့ performance တွေဒါမှမဟုတ်ကစားခွင့်တွေကျွန်တော်မြင်ရမှာအခုတော့ဘင်ဂျမင်ရှက်ကူကိုကြော်ပြီးတော့သူပွဲကစားခွင့်မရဘူးဖြစ်နေတယ်တပတ်မှတပွဲဖြစ်တယ်ဆိုတော့လေရှက်ကူကပင်မန်းတဲ့အနေထားမှာကျွန်တော်မရှိဘူးပေါ့နော်ဒါကြောင့်မေဆန်မောက်တို့ကလည်းဒီတိုင်းပဲကူညာနဲ့မေဆန်မောက်ကိုဘယ်လိုသုံးမလဲတယောက်တစ်ပိုင်းစီပဲသုံးမဲ့အခြေအနေမျိုးလားတော့ defensive ကိုပို့ပြီးတော့အားပြဖို့လိုတယ်ဆိုရင်မေဆန်မောက်ကိုသုံးပြီးတော့တိုက်စစ်ကိုလိုတယ်ဆိုရင်ကျွန်တော်ကူညာကိုသုံးချင်တာလားဘယ်လိုလဲကျွန်တော်ကြည့်ရမှာပဲဆိုတော့မနေ့ကဂိုးကြောင့်နေမဟုတ်ဘူး เนาะကျွန်တော်တကူရခဲ့တယ်ရခဲ့တဲ့ကူကလည်းမေဆန်မောင်းအတွက်တကယ်ကောင်းပါတယ်သူတပြင်ပရီးမီးယားလိမှာမေဆန်မောင်းအတွက်အိုးထွက်ဖို့မှာသွင်းနေတဲ့ပထမဆုံးကူဆိုတာကသူ့အတွက်တော်တော်လေးကိုစောင့်ခဲ့ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗောနော်ဒါကြောင့်ကျွန်တော်တို့ညီနေဒါမေဆန်မောင်းအတွက်တော့ဟိုဖြတ်တန်းနေရတဲ့အခြေအနေမျိုးတွေမှာတော်တော်လေးတိုင်ပတ်တယ်ဆိုတော့အခုတော့သူ့ရဲ့စွမ်းဆောင်ရည်ကိုကျွန်တော်တွေ့လာပြီ MOD နေနဲ့လည်းအဲ့ဒီ Nero number 10မှာသူ့ကိုအများကြီးတုံးနေတယ်ဆိုတော့ဒါအဲ့ဒီနေရာမှာတကယ်အဆင်ပြေတဲ့ကစားမဖြစ်နေတယ်ဒီတက်ပို့ပြီးတော့ကောင်းတဲ့ performance တွေတွေ့ရမှာတခုပဲ injury ပြဿနာကင်းဖို့ကျွန်တော်လိုတယ် တော့မေဆန်မောင်းကတော့မက်ဒီစ်ကွန်ညာရဲ့နေရာကိုလူယူနိုင်စွမ်းရှိတယ်။သူတို့ first line နဲ့ကိုလည်းပါလာနိုင်စွမ်းရှိတယ်။အရန်ကုန်ကနေပါလာပြီးတော့အသင်းကိုကူညီနိုင်စွမ်းလင်းကျွန်တော်ရှိတယ်။ဆိုတော့အမ်မိုဒီနေနဲ့မေဆန်မောင်းနဲ့မက်ဒီစ်ကွန်ညာနှစ်ယောက်ထဲကယူချေဖို့အတွက်တော်တော်ကိုခေါင်းကဲရမယ့်ကာလာတွေရောက်လာပြီးတော့ကျွန်တော်ပြောရမယ်။ဥပမာကျွန်တော်တို့လီဗာပူးနဲ့ကျွန်တော်ကစားရတော့မယ်။မေဆန်မောင်းကိုကျွန်တော်ထည့်ရင် defensive ပိုင်းပို့ပြီးတော့စိတ်ချရတယ်တိုက်စစ်လည်းကျွန်တော်စိတ်ချရတယ်ကုညာကိုထည့်ရင်တိုက်စစ်ကအများကြီးအန်ဒီရများသွားမယ်ခန်းစစ်ကိုတော့အဲ့လောက်ကူကြီးမှကူနိုင်မယ် နော်ဒါမျိုးတွေကျွန်တော်ရှိတာပေါ့လေဆိုတော့အဲ့လိုမျိုးခေါင်းခဲရမယ့်အနေအထားတွေကျွန်တော်ရှိတယ်နော်အန်ဘူမူကလုံးဝကိုကျွန်တော်တို့ဒါ drop လုပ်လို့ရတဲ့ player မဟုတ်ဘူးဆိုတဲ့အခါကျတော့ကျွန်တော်ဒါအချင်းကြီးတစ်ခုတည်းကျွန်တော်ပေါ့နော် ကုညာနဲ့မေဆမ်မောင်းရဲ့ဂျားထဲမှာမြေအပြောင်းလဲကြီးအများကြီးမြင်ရမယ့်အနေအထားမှာကျွန်တော်ရှိတယ်ညီကလို့နေနေရော injury ပြဿနာတွေကမေဆမ်မောင်းရဲ့အဓိကအတားအဆီးတွေဆိုတာကျွန်တော်တွေ့နေရတယ်တိုးတော့မေဆမ်မောင်းရဲ့ performance နဲ့ပတ်သက်လို့ MOD ရဲ့လက်အောက်မှာဘယ်လောက်ထိမျောလင့်ထားကြလဲဆွေးနွေးကြပါအားလုံးကိုချစ်တီးများကြီးဒီမှာလဲ